ဘူးခက်ခက်မှာအပေါ်မှာစိုးထားတဲ့အမုံဟာမြစ်တစ်ခုလိုပဲအမြဲစစ်စစ်နေမုံနဲ့မုံရတဲ့သူလည်းမုံပါပေါ့လေဒါပေမဲ့မုံတော့ဟိုမှာချစ်တယ်ဆိုတဲ့သူတွေကလည်းရှိပါလေနှစ်ကားဆက်တိုက်ပေါ့နော်ရှေ့ကအတ္တစုကလည်းအဲ့လိုမျိုးအမုံပေါ့နော်အဲဒါပေမဲ့ရှေ့ကအတ္တစုကတော့ပုံမုံတယ်လို့ထင်တယ်သူတို့ကဇလန်ထဲမှာဇတ်ရုပ်ရှင်ဖြစ်နေလို့ပါဇလန်ထဲမှာစတွေ့တွေက မုန်းနဲ့စတွေ့ခဲ့တာဆိုတော့လေလူကြီးဆိုတော့သူ့ကမလေးမစားဆက်ဆံတာမကြိုက်ရောက်ဒါလူကြီးတိုင်းပေါ့နော် respect လေးတခုတော့ထားစေချင်တာပေါ့အခက်မှန်နဲ့ဒေါ်တင်တီဆိုစတွေ့တဲ့အချိန်ကလည်းအမုန်းနဲ့စတွေ့တာဆိုတော့အဲအဆက်မုန်းသွားကြတာကို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 လို့ခေါ်ရလားအောင်ကျမလည်းနိုင်ယူရပါမှာပေါ့ဗျာဒီဘာသာထားပြတာနေချိုင်းလိုက်ညမင်းပြောရက်လို့နေပြီတော့ ရှိခြင်းလည်းရှိမှာပါဒါကတော့ပြောလို့ပဲရပြီเนาะမုံနေသူလည်းရှိမှာပဲလူတိုင်းကတော့ကိုယ်ကိုမချစ်နိုင်ဘူးလေဟိုဒါအမားတို့ကအမှုပညာလုပ်နေတဲ့အတွေ့အဲအလုပ်ပေါ်မှာအမားတို့ကသစ္စာရှိရမယ်တန်မိုးထားရမယ်တေးတေးချာချာလေးလုပ်ရမယ်ပေါ့เนาะအဲမုံနေမုံချင်တဲ့သူလည်းမုံပါပေါ့လေဒါပေမဲ့မုံတော့ဟိုမှာချစ်တယ်ဆိုတဲ့သူတွေကလည်းရှိပါလေနှစ်ကားဆက်တိုက်ပေါ့เนาะရှေ့ကအတ္တစုကလည်းအဲ့လိုမျိုးအမုန်းပေါ့เนาะ အဲဒါပေမဲ့ရှေးကအတ္တဆူကတော့ပုံမုံးတယ်လို့ထင်တယ်အဲချွေးမအောင်လေဒါပေမဲ့သူကနောက်ဆုံးလောက်ကျန်တဲ့အထီတောင်ပါလာလားဆိုတော့လေအဲ့လောက်တခီတော့ဒီမှာတော့မမိုးပါဆွာလို့ဖြစ်မှာဒီဘာဖြစ်လဲလဲမသိပါဘူးဟုတ်ပါဟိုဒိုင်လော့ရလို့ဖြစ်ပါပါဒါတွေကဒန်းစတော်တွေပြောရတယ်ဗလားဒိုင်လော့ပြောနေတယ်ပြောနေတယ် အာတယောက်ပြောပြီးတယောက်ကလည်းငန့်လို့မရဘူးလေဒီလိုရန်ဖြစ်တယ်ဆိုတာပြောတာအာရန်တွေ့တယ်ရန်ဖြစ်တယ်ဆိုတာငန့်လို့မရတော့အဲ့လိုစကားလုံးပိုင်နေသူမို့လို့လဲငားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်တခြားကတော့ဘာမှမရှိပါဘူးအဲအားရတယ်ဆိုတာကလည်းဟိုလောက်ခင်ရှိလို့ပေါ့နော်ဒီကားလေးတွေကအမအတွက်အာအမရဲ့အမှုပညာမှာလောက်ပြခွင့်ရတဲ့ဇက်ကလေးတွေဖြစ်နေတဲ့အတွက်လဲအာအားရပါတယ်ဘယ်တော့မှမခန်းချောက်ဘူး က်ခက်မှာအပေါ်မှာစိုးထားတဲ့မုံဟာမြစ်တစ်ခုလိုပဲအမြဲစစ်စစ်နေသားချစ်တဲ့သူလိုက်ချစ်ပေးရမှာပေါ့ကိုသားချစ်နေမှာတော့ကိုကလိုက်မုံပူလောင်တယ်လေအမကကြတော့အဲ့လိုပူလောင်တာတွေတိတ်မကြိုက်ဘူးတိတ်မကြိုက်ဘူးအဲ့လိုဟိုနည်းနည်းပြည့်ပြည့်လဲလဲပေါ့နော်အဲ့လိုချစ်တာတွေပဲနေချင်တယ်အေးချမ်းချင်တာပေါ့နော်အမစိတ်ကအဲ့အမပူလောင်မဲ့ကိစ္စတွေတိတ်မလို့သူတို့ကဇလန်ထဲမှာဇက်ရုပ်ရှင်ဖြစ်နေလို့ပါဇလန်ထဲမှာစတွေ့တွေက မုံနဲ့စတွေ့ခဲ့တာဆိုတော့လေအဲလူကြီးဆိုတော့သူ့ကမလေးမစားဆက်ဆံတာမကြိုက်ကြဘူးဒါလူကြီးတိုင်းပေါ့နော် respect လေးတခုတော့ထားစေချင်တာပေါ့အကမှန်နဲ့ဒေါ်တင်တီဆိုစတွေ့တဲ့အချိန်ကလည်းအမုံနဲ့စတွေ့တာဆိုတော့အဲအဆက်မုံသွားကြတာဘယ်လိုလုပ်ရကြလဲအာလူရှင်ဒီမဆုံးမဖောက်ဆုံးမသားကလေး ရှိချင်လည်းရှိမှာပါဒါကတော့ပြောလို့ပဲရပဲเนาะမုံနေသူလည်းရှိမှာပဲလူတိုင်းကတော့ကိုယ်မချစ်နိုင်ဘူးလေဟိုဒါအမားတို့ကအမှုပညာလုပ်နေတဲ့အတွေ့အဲအလုပ်ပေါ်မှာအမားတို့ကသစ္စာရှိရမယ်တန်မိုးထားရမယ်အဲတိတိချာချာလေးလုံးရမယ်ပေါ့နော်အဲအဲ့ဒါဟာတော့တယောက်နဲ့တယောက်အတ္တတွေမာနတွေသူပါလဲငါပါလဲအဲ့လိုတွေတွေးနေရတော့ဘယ်သူမှတဲ့မှာမဟုတ်တစ်သက်လုံးလည်းတဲ့မှာမဟုတ်ပေါ့နော်အဲဒါပေမဲ့ အာအမေဆိုလဲကို့အမေနေရာမှာကိုချင်းစာလိုက်ချွေးမဆိုလဲကို့သမီးလေးကို့သားလေးသာဆိုရင်ဆိုတဲ့ဟာအဲ့လိုကိုချင်းစာတရားလေးထားလိုက်ရင်တော့ဘရားအလုံးကပျော်စရာဖြစ်မယ်ထင်ပါတယ်အရေးပါပါတယ်အမေကလေအာအာကြီးကတော့ဟိုဖအေးဆုံးမတာတဲ့အမေဆုံးမတာကပို့ပြီးတော့အာနားဝင်တယ်ပို့ပြီးတော့ အမေကအလိုလိုက်တယ်သားသမီးတွေအပေါ်မှာပေါ့နော်အဲ့တော့သားသမီးတွေကဖေနဲ့စာရင်အမေကိုပူချကြတာများတယ်လေဘယ်လိုပြောရမလဲဇက်ကငုံဆိုတော့လည်းမုံရတာပေါ့အမငုံချင်လို့ပါမဟုတ်တာနော်အဲ့တော့ဒီဇက်ကိုလက်ခံပြီးပြီဆိုရင်တော့ဒီဇက်ကိုအကောင်းဆုံးဖြစ်အောင်ပဲသရုပ်ဆောင်မှုစဉ်းစားထားတာပါတခြားဘာမှမရှိပါဘူးလူကြိုက်တာမျိုးတွေနောက်ထပ်ကမ်းလမ်းမယ်ဆိုတော့မရရမှာပေါ့မရွေးတော့မရွေးပါဘူးမုန်းရင်လည်းမုန်းနေပါမုန်းရင်လည်းမုန်းမလို့စေကိုကို ့လို့ခေါ်ရလာအောင်ကျမလင်းလိုက်ယူရပါမဟုတ်လားမိဘစားထားပြတာနဲ့ခြိုင်းလိုက်တာမိဘရက်လို့နေပြီတော့အာအခုတော့လောဆယ်တော့စကားနာမည်မသိတော့ဘူးရိုက်တာလေးပဲပေါ့ပါအခုလောလောဆယ်ရိုက်တာမနေ့ကပြီးသွားပြီပေါ့နော် အဲအခုနောက်ဟာတွေကတော့ပြောထားတာပဲရှိပါသေးတယ်။မုံမြင့်ကလေးကိုအပေးပါလို့ဖိတ်ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဟာလေးကအာတကယ်ဖြစ်ရမှန်ဇလန်းလေးလည်းဖြစ်တဲ့အပြင်တယောက်ရှင်းစီတိုင်းပါဝင်တဲ့ idea တိုင်းကတကယ်ကိုစိတ်ရောကိုယ်ပါနှစ်ပြီးတော့သိအောင်ဆောင်ထားတဲ့အတွက်တကယ်ကိုကြည်ကောင်းမဲ့ကားလေးတကားဖြစ်ပါတယ်။ကြည့်ပေးပါလို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးပါ